ဝိညာဉ်တော်ဖျားကြွရောက်လာဖို့အတွက်သခင်ခရစ်တော်ကကောင်းကင်ဘုံခမည်းတော်ဖျားထံကိုကြွသွားရတယ်။ငါသွားလျင်သင်တို့အတွက်များစွာအကျိုးရှိ is better for you that i go အဲ့တော့အဲ့ကျမ်းပိုက်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အတူတကွထောက်ရှုရအောင် အဲ့တော့ကိုရောရှင်ကမိမိရဲ့ထွက်ခွာခြင်းနဲ့ဝိညာဉ်တော် ကြွလာခြင်းအကြောင်းကိုကြိုပြီးတဲ့နောက်ဟောကြားတဲ့အခါမှာဒီအပြောင်းလဲအချိန်လေးဟာတပည့်တော်ကြီးတွေအတွက်ဘလို့အတွေ့အကြုံရရှိသွားလဲပြောင်းလဲခြင်းဆိုတာဒီမှာဝိညာဉ်တော်မှာ transformative power ပြောင်းလဲနိုင်သော စွမ်းအားတကူ ရှိတယ်ဆိုတာကို တွေ့မြင်ရတာဒါပေမဲ့တကင်ဖျားရဲ့အနာဂတ်ကိုကြိုပြီးတော့ပြောလိုက်တဲ့အကြောင်းအရာတွေကို တပည့်တော်ကြီးတို့နားမလည်ပါဘူးနားလည်နိုင်စွမ်းလည်းမရှိခဲ့ကြပါဘူးဘာဖြစ်လို့လဲအသူတို့နဲ့တကင်ဖျားလက်ဖုံးတရီနေခဲ့ကြရတဲ့အခြေအနေလေးကကောင်းမွန်နေတယ်တတောက်တတာရှိနေတယ်ဒါပေမဲ့ချက်ချင်းကြီး ပြောလိုက်တဲ့စကားမှာငါမင်းတို့ဒီဝေးရတော့မယ် ငါထွက်ခွာရမယ်သွားရမယ်ငါအဖခမီးတော်ဖျားထံကိုငါပြန်ရမယ်ဘာတွေပြောနေတာလဲပေါ့ဒါကသူအသေးခံခြင်းမတိုင်ခင်မှာပြောတဲ့စကားတွေဆိုတော့ဘာကိုခရစ်တော်ဖျားရှင် ပြောတာလဲဆိုတာကိုဝိညာဉ်တော်ဖျားကြွလာပြီးတဲ့နောက်ပိုင်းမှာမှတပည့်တော်ကြီးများတွေ့ကြုံခံစားပြီးတဲ့အခါကျတော့မှနားလေသဘောပေါက်သွားတယ် ်အကောရှင်ဆိုလိုတာဒါလားအဲ့တော့အဲ့ဒီစကူမကူအပြောင်းလဲဟာတခင်ဘုရားက ရုပ်ခန္ဓာနဲ့လူသားတယောက်အနေနဲ့လောကမှာသူ့ရဲ့တပည့်တော်ကြီးတွေနဲ့အတူတူရှိခဲ့ပေမဲ့ဝိညာဉ်တော်အပြင်သူဟာထပ်ပြီးတဲ့နောက်ရှိနေတယ်ဆိုတဲ့အခါမှာဒီဝိညာဉ်ခရစ်တော်ဘုရားရှင်ရဲ့ဝိညာဉ်တော်မြတ်ကကျွန်တော်တို့တွေကိုအာလုတ်ဖို့ဖိတ်ခေါ်တာလေမင်းတို့ငါပြောတာနားမလည်သေးဘူးဒါပေမဲ့ပါရာကလတ်ဆိုတဲ့ ဥပ္ပစ္စေဆရာလို့ခေါ်တယ်။ teacher ကျွန်တော်ကိုသင်ပေးမယ့်ဆရာကြွလာတဲ့ခါမှာမင်းတို့အကုန်လုံးနားလည်မယ်။တကယ်လေနော်တပည့်တော်ကြီးများနားလည်ခဲ့ပါတယ်။ထောင်းလွှမ်းသောဘဝကနေပြီးတဲ့နောက်သစ်လွင်တဲ့အသက်တာကိုရှင်သန်ဖို့အတွက်ဖိတ်ခေါ်ခြင်းခံရသလိုဝိညာဉ်တော်ဆင်းသက်တဲ့အခါမှာသူတို့တွေလုံးဝပြောင်းလဲသွားတယ်။အဲ့တော့ပြောင်းလဲခြင်းအသက်အသက်အသက်ဟာ ဝิญဉ်တော်၌သာလျင် ရှိပါရယ်ဒါက creative activity ဖန်ဆင်းခြင်းနဲ့ဆက်နွယ်နေသောအပြုအမူတွေအမြင်အသိအတွေ့အသိတီထွင်နိုင်တဲ့အသိအဆန်းဆိုတဲ့အရာကလူတွေအတွက်ဝิญဉ်တော်ဖျားရဲ့စုကျေးစုတော်ပါဝิญဉ်တော်ဖျားကိုယ်တိုင်ကကျွန်တော်တို့အတွက် ယေရှုတော်တပါးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့နားလည်ဖို့ဒါကြောင့်တပည့်တော်ကြီးတွေအဲ့လို ပြောင်းလဲခြင်းဖြစ်စင်မှာမိမိတို့ရဲ့တတောက်တတာအနေထားကနေပြီးတော့ခရစ်တော်ဘုရားရှင်ကပြောင်းလဲဖို့အတွက်ဖိတ်ခေါ်တဲ့အခါမှာအဲ့ပြောင်းလဲခြင်းတိုင်းမှာနာကျင်မှုတွေရှိပါတယ်ဝေဒနာတွေရှိပါတယ်ခံစားရတာခက်ပါတယ်လက်ခံဖို့မလွယ်လှပါဘူး တခင်ဖျားနဲ့တက်လွင်သော ပေါင်းသင်းဆက်ဆံခြင်းမှာမိမိတို့ရဲ့မူရင်းဘဝဟောင်းအတွေးဟောင်းအကျင့်စရိုက်ဟောင်းကိုကျွန်တော်ပြောင်းလဲဖို့ဖိတ်ခေါ်ခြင်းခံရသလိုလာမဲ့ပျော်ရွှင်အားရခြင်းအသက်တာသစ်ကိုလည်းမျော်လင့်ရဲတဲ့တတ္တိတွေကိုလည်းကိုရရှင်ကပြီးနေတာဖြစ်ပါတယ်။နောက်တစ်ကြောင်ပြောင်းလဲခြင်းမှာဒီနေ့ ျွန်တို့ရဲ့ခေါ်တော်မူခြင်းအသီးသီးဘဝတိုင်းမှာတကွေးမဟုတ်တကွေးတော့ turning point ပြောင်းလဲတဲ့အဖြစ်အပျက်အတွေ့အကြုံလေးတွေရှိမယ်။အမှကိုချစ်တဲ့မိဘဒါမှမဟုတ်ရင်မိသားစုတွေကတူတူတယောက်ပွေလွန်သွားတဲ့အခါမှာကျွန်တို့ရဲ့အမြင်အာယုံတွေခံစားချက်တွေပြောင်းလဲလာပါတယ်။ကျွန်တော်ဖိလစ်ပိုင်မှာခဏလေးသွားနေတဲ့အချိန်မှာအနောက်မှာအကိုကြီးဆုံးက 58နှစ်နဲ့သေသွားတယ်။အဲဒီသေတဲ့သေခြင်းကကျွန်တော်အတွက်အတွေးမြင်လေးတစ်ခုဝင်လာတယ်။အော်ငါမိသားစုတွေကအကြီးဆုံးဟောပုဂ္ဂိုလ်ဟာထွက်သွားပြီ။သူ့မှာအေးသားသမီးတွေဒါပြင်စီးပွားအလုပ်ကိုင်းနေမိသားစုဘဝတွေသူထားခဲ့ရတယ်။ငါကရောဘာအတွက်ဆက်ပြီးအသက်ရှင်ပါလဲပေါ့ ကိုယ်ကိုပြန်မေးတဲ့အခါအဲ့ဒီဒေါက်တာရိတ်ဘွဲနဲ့နှစ်နှစ်လောက်ဆက်နေဦးမလားဒါမှမဟုတ်ရင်ကြံတဲ့အသက်တာလေးကိုမင်းဘာအတွက်အသုံးပြုမှလဲဆိုတော့အဲ့ဒီမှာမေးခွန်းမေးစရာတွေဖြစ်လာတဲ့အခါမှာနောက်ဆုံးတော့အေးငါသာသနာပြုခြင်းကိုပဲပြန်ပြီးတော့သိုးရင်းအလုပ်ကိုပဲလုပ်မယ်ဆိုတော့ဆုံးဖြတ်ချက်ချခဲ့လိုက်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ မိမိတို့ရဲ့ခံယူချက်တွေအရင်တော့ကတော့ဟာငါဖွဲရမယ်အောင်မြင်ရမယ်ဘာညာနဲ့အေးနောက်တော့ကိုယ့်ရဲ့အတွေ့အကြုံက အပြောင်းလဲတစ်ခုကိုတွန်းအားပေးလိုက်တယ်။အဲဒါကြောင့်တပည့်တော်ကြီးတွေလည်းထုံနည်းတူစွာပဲဝိညာဉ်တော်ကို မရခင်မှာကြောက်ရွံ့စိတ်တွေဒါအပြင် စိတ်ပြက်လက်တပြက်နဲ့ဝမ်းနည်းနေတယ်တဲ့။ ်တင်တို့ရဲ့စိတ်နှလုံးသားဟာဝမ်းနေခြင်းနဲ့ပြည့်လိမ့်မယ်ပြည့်နေလိမ့်မယ်အဲသို့တော်လဲအဲ့ဒုက္ခအခက်ခဲတွေကြုံလာရတဲ့အခါမှာတို့ဝိညာဉ်တော် ရှိတဲ့အခါဘာဖြစ်လာလဲဒီဒုက္ခကတို့အတွေ့အာမက အခြားသောသူများတွေကောင်းမှုကောင်းကျိုးကယ်တင်ခြင်းတရားဖြစ်သွားစေတယ်တန်ပေါ်လို့နဲ့စီလက်တို့တပည့်တော်ကြီးတွေအတို့ခရစ်တော်ဖျားရှင် ရှင်မြန်တဲ့အကြောင်းကို တရားဟောရတဲ့သက်သေခံတဲ့အခါမှာ သူတို့ကိုထောင်ချရရိုက်နေတယ်ဖန်စီတယ်ချုပ်နှောင်တယ်ဒါဟာကျွန်တော်တို့လောကအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အာကန်ဆိုးလိုက်တာအဒါကျမဇိုးကြီးပေါ့အာအနှိတ်ကွခံရပြီသို့တော်လေသူတို့ဘာလုပ်လဲထောင်ထဲမှာဖျားရှင်ကိုဆူတောင်းနေတချင်းတွေဆိုပြီးတဲ့နောက်ဖျားကိုချင်းမောနေအေးကျူးတယ်ဘယ်သူလုပ်နိုင်မလဲဝိညာဉ်တော်ဖျားရှိတဲ့လူတွေရဲ့အသက်တာအပြုံမို့ မိမိကိုယ်တိုင်ခံစမ်းနေရတဲ့ဒုက္ခရဲ့အလဲမှာဖရားကိုချင်းမောနိုင်စွမ်းရှိတယ်။ဒါရင်သာမကဘူး။အဲဒီထောင်တော်ဝန်ခံကိုလည်းသူ့ရဲ့မိသားစုတွေပါပြောင်းလဲပေးနိုင်စွမ်းရှိခဲ့တယ်။ဟောသူတို့တချင်းတွေဆိုဖရားရှိခိုးနေတဲ့အချိန်ဆုတောင်းနေတဲ့အချိန်မှာငလင်းလှုပ်တယ်။အဲ့တော့ထောင်အပွင့်သွားတယ်အကောင်လုံးသူတို့တန်ကြိုးတွေအကောင်လုံးကပြတ်တောက်ပြီးတဲ့နောက်လွတ်မြောက်သွားတယ်။ ြေးမယ်ဆိုပြေးလို့ရတာပေါ့သို့တော်လေတန်ပေါ်လူနဲ့အဖွဲသားတွေဖះကိုဆက်လက်ချင်းမောနေအဲ့ဒီချိန်မှာတာဝန်ကံကကိုကိုကိုသတ်သေးတော့မယ်အဆုံးစီရင်တော့မယ်အချိန်နေမှာဟေးမလုံးနဲ့ငါတို့အားလုံးဒီပါရှိတယ်တပါးသူရဲ့ဘဝကိုပြောင်းလဲပေးနိုင်စွမ်းဝိညာဉ်တော်အားဖြင့်ပြောင်းလဲပေးတယ်ကျွန်တော်မပါလို့ရအောင်လဲ what must i do to be saved ကတိချင်းခံရဖို့မလုပ်ရမလဲသခင်ဘုရားကိုယုံကြည်ပါသင်နဲ့သင့်မိသားစုဘုရားကိုယုံပါဒီကနေ့ကျွန်တော်တို့အားလုံးကိုဒီကနေ့ဘုရားရှင်အဲ့ဒီတရင်စကားကိုပြနေပါတယ်ကြောင်းလေခြင်းဆိုတာယုံကြည်ခြင်းမှာတကယ်ပဲရှင်သန်တဲ့အသက်တာနဲ့အေးသူတို့မိသားစုတစ်ခုလုံးပြောင်းလဲလာတဲ့အခါမှာဘုရားကိုလုံးလုံးလျားလျား စကအနံပြီးတဲ့နောက်အာရရှင်လန်းခြင်းနဲ့သူတို့တွေအတူတကွစားသုံးကြတယ်ကြော်ရွှင်သွားကြတယ်ဒီကနေ့ကျွန်တော်အရှိမထိုင်နေတဲ့လူငယ်လေးတယောက်သူစေချခြင်းခံခဲ့တာခံခဲ့ပြီးပြီအော်ကိုရောမြတ်မရသေးဘူးခရစ်မတ်အားပေးခြင်းမရသေးဘူးဒါပေမဲ့သူလေ့လာတဲ့အပအစဉ်သင်းဖြစ်ပြီးမရသေးဘူးဆက်လေ့လာအောင် လေ့ကျင့်အောင် ဖျားကိုမြုံနေရုံတပိတော့ဘာဆက်လုပ်ရမလဲအေးကောင်းပြီမင်းဘဝအတွက်ဖျားကို တကယ်ယုံကြည်တယ်ဆိုရင်ကို့အဖြစ်တွေအားလုံးနောင်တယူပြီးတော့အခွင့်တောင်းပန်ပါပြီးရင်ကိုရမြတ်ပြင်ပါဒီကနေ့ကိုရမြတ်စပင်မယ်နေ့အကျွန်တော်တွေဖျားရှင်ကိုတကယ်ယုံကြည်စွာနဲ့အသက်တာမှာ ရှင်သန်လာမယ်ဆိုလို့ရှိရင်ဝိညာဉ်တော်ကိုနေရာပေးတတ်လာတယ် အဲ့ဒီဝိညာဉ်တော်၌အတူတကွအသက်တာကို ရှင်းသင်နေဆိုရင်အဲကျွန်တော်တို့ကိုယ်အားဖြင့်ပတ်ဝန်းကျင်ကိုပါပြောင်းလဲလာပါလိမ့်မယ်။ဒါကြောင့်မိမိအားဖြင့်ကိုယ့်ရဲ့မိသားစုဝင်တွေသခင်ပြားကိုစစ်မှန်စွာယုံကြည်လာနိုင်ဖို့အတွက်ယုံကြည်တဲ့အတိုင်းအသက်တာမှာရှင်သန်ပြီးဝိညာဉ်တော်ရဲ့ပြောင်းလဲခြင်း တကူနိုင် ကျွန်တော်တို့အမြဲတမ်းသစ်လွင်သောအသက်တာသစ်ကိုစောင့်တည်နိုင်ဖို့ဂျေဇုတော်ကိုတောင်းခံကြပါစို့။ကျမ်းသာသူအားလုံးကိုဖြားရှင်ကောင်းကြီးပေးပါစေ။